အလုံးပဲမင်္ဂလာပါရှင်ဒါကတော့ကျွန်မနေတနေ့ရဲ့နေထွက်ချိန်နဲ့နေတနေ့ရဲ့နေဝင်ချိန်လေးကိုခရီးသွားရင်းနဲ့မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်ဒီနေ့လေးကတော့2025ခုနှစ်10လပိုင်း25ရက်နေ့ပါမနက်9:00နာရီခွဲအတီမှာနေစားထွက်ပြီးတော့မနက်6:00နာရီ5မိနစ်မှာတော့နေမင်းကြီးဟာ ကောင်းခင်ပေါ်မှာသူ့ကိုလုံးဝ နေလုံးလိုက်ကြည်မြင်ရတဲ့အရှိနေတီအလင်းရောင်တွေဟာတဖြည်းဖြည်းနဲ့လင်းလက်လာပြီးတော့ရှောင်းနိုင်9မိနစ်မှာတော့လောကကြီးတစ်ခုလုံးဟာလုံးဝကိုထင်ထင်ရှားရှားနဲ့အလင်းရောင်တွေကိုရရှိနေပါပြီရှောင်းနိုင်အတီမှာငှက်ကလေးတွေရဲ့အတန်းကိုစပြီးတော့ကြာရတယ်ငှက်ကလေးတွေစပြီးတော့နိုးကြတယ် ပြန်တန်းနေကြပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေအနေနဲ့ဘာတွေကိုစဉ်းစားမိလဲဘာတွေကို တွေးတောမိလဲဘာတွေကိုစိတ်ကူးမိလဲ ဒီဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေရေးပြီးတော့ကိုကူကို ပြန်လဲရှာဖွေတွေးရှိနိုင်ပါတယ်။ကိုရေးလိုက်တဲ့စာသားလေးတစ်ချောင်းကိုထပ်တလဲလဲဖတ်ကြည့်ခြင်းအပြင် ကိုကူကိုပြန်လဲရှာဖွေကြပါစို့လားရှင်။ဒါကတော့မနက်6:00နာရီနေမင်းထွက်တော့မယ်ရှင်ပါ။6:00နာရီ5မိနစ်မှာတော့ကောင်းကင်ပေါ်မှာနေမင်းကြီးကိုလုံးဝကိုမြင်နေရပါပြီ။လောကကြီးတစ်ခုလုံးဟာလည်းရှင်းရှင်းလင်းလင်းနဲ့အလင်းရောင်တွေကိုရရှိနေပါပြီ။ဒါက ကတော့ညနေ9:00နာရီခွဲနေစဝင်တဲ့အချိန်မှာဒီနေဝင်ချိန်လေးကိုကြည့်ပြီးတော့ကမိတ်ဆွေတို့အနေနဲ့ဘာတွေကိုတွေးမိကြလဲဘာတွေကိုစဉ်းစားမိလဲဘာတွေကိုစိတ်ကူးမိလဲဆိုတာကိုတေးရှာလေးစဉ်းစားပြီးတော့စာလေးတွေရှာရေးကြည့်ကြပါဒီစလိုမျိုးစာလေးတွေရေးကြည့်ခြင်းအပြင်အဲ့ဒီစာကိုဖတ်ရှင်းအပြင်ကိုကိုကိုပြန်လဲရှာဖွေတွေးရှိနိုင်ပါတယ်ကိုဟာဘလို့လူဆိုတာကိုဟာဘလို့လူစားလဲကိုဟာဘလို့လူမျိုးလဲကိုရဲ့အတွေးတွေဟာဘလ လောက်အထိသွားလဲဆိုတာကိုပြန်လဲရှာဖွေတွေ့ချိနိုင်တယ်နေဝင်ချိန်မှာတော့ကောင်းကင်ကြီးကအယံကိုလှတယ်နေထွက်ချိန်မှာလည်းအယံနဲ့လှတယ်တဖြည်းဖြည်းနဲ့နေမင်းကြီးကတော့လောကကြီးကို တနေတာအကျိုးပြုပြီးတော့လူသားအလုံးနဲ့လောကကြီးကို ပြန်လဲနှုတ်ဆက်ထွက်ခွာနေပါပြီတဖြည်းဖြည်းနဲ့လင်းရောင်လေးတွေမှိန်ဖြော့လာပြီ ငှက်ကလေးတွေရဲ့အတန်တွေကိုလည်းအဲ့ဒီအချိန်မှာတော့အများကြီးကြားရတယ်အဲငှက်ကလေးတွေအိတ်တန်းတက်ကုန်ပြီပေါ့နော်တပင်ဒီပေါ်မှာငှက်ကလေးရဲ့အတန်တွေကို အများကြီးကြားရပါတယ်။လောကကြီးကလည်းတဖြည်းဖြည်းနဲ့မောင်ဘက်ကိုဦးတည်နေပါပြီ။ ပထမကတော့ကျမနေထွက်ချိန်နဲ့နေဝင်ချိန်ကိုကြည့်ပြီးတော့ကျမရဲ့အတွေးတွေနဲ့လူတွေအကျိုးရှိမဲ့စကားလေးတွေကို ပြောပေးမယ်လို့စိတ်ကူးမိတာဒါပေမဲ့လူတွေဆိုတာကအမျိုးမျိုးရှိရဲ့လေနော်လူအမျိုးမျိုးစိတ်အထွေထွေအတွေးတွေလည်းအများကြီးဖြစ်တဲ့အတွက်ကျမရဲ့ဒီဗီဒီယိုလေးတွေကိုဝင်ကြည့်ရတဲ့သူတွေမှာကောဘလို့အတွေးတွေဘလို့စိတ်ကူးတွေဘလို့လူမျိုးတွေဖြစ်တယ်ဆိုတာကိုပြန်လဲသုံးသက်ကြည့်ပြန်လဲစဉ်းစားဆင်ခြင်ကြည့်လို့ရအောင်လို့ ကွန်မန့်လေးတွေရေးခိုင်းပြီးတော့ကျွန်မအာတွေးမိတဲ့အတွေးစုကလေးတွေကို မပြောပြဖြစ်တော့တာပါ နေမင်းကြီးကတော့တဖြည်းဖြည်းနဲ့မောင်းမှိုက်လာပါပြီငါကလေးတွေရဲ့အတန်ကိုလည်းအိတ်တန်တက်တဲ့အချိန်မှာစူညံ့နေအောင်ကြားရပါတယ်လောကကြီးကတော့ကောင်းခင်ကြီးကတော့အယံကိုလှပါတယ် တဖြည်းဖြည်းနဲ့နှုတ်ဆက်ထွက်ခွာပြီးတော့မောင်းသွားပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်